ခြေတုံးကခယုတကောင်နဲ့မြင်းတကောင်နဲ့တွေ့ကြတွေ့ကြတော့မြင်းကလှုပ်စီလှုပ်စီနဲ့သွားနေတဲ့ခယုကိုကြည့်ပြီးတော့ကွာနှေးလိုက်တာမင်းသွားတာကလေအဲ့ဒီလိုပြောတော့ခယုကမော့ကြည့်ပြီးနည်းနည်းတော့စိတ်ထဲမှာခံမြင်းသွားတာမင်းတတ္တိရှိရင်ငါနဲ့အပြေးပြိုင်မလားခယုကကြောတာဘိသက်ရဲ့အပြေးပြိုင်ဖို့စိန်ခေါ်နေတာကဘဇုကဘဇုကိုစိန်ခေါ်နေတာ ခယုကမြင်းကိုစိန်ခေါ်နေတာသူ့မှာအကျံစီရှိလို့ပေါ်ပြအကျံစီမရှိရင်ဘယ်ပြောရဲမလဲမြင်းဆိုတာအင်မတန်မြန်တဲ့အကောင်ပြည်သူတို့သိပါလေဟုတ်လားအင်မတန်နှီးတဲ့အကောင်ကအင်မတန်မြန်တဲ့အကောင်ကိုစိန်ခေါ်နေအဲ့တော့မြင်းကရေတာပေါ့မင်းလိုအကောင်ကမြန်ငါ့ကိုအပြေးပြိုင်ကိန်ဘင်းလေးပြိုင်နေတယ်ပြောအဲ့လိုပြောတော့ခယုကပြိုင်မဲ့နေရက်အချိန်တိတိကျကျကြောတယ်နေရာကိုလည်းတတ်မှတ်တတ်မှတ်ပြီးတော့ဂရီတစ်ခုတောင်းတယ် အဲ့ဒီဂတိကဘာလဲဆိုတော့မင်းနဲ့ငါနဲ့အပြေးပြိုင်တဲ့အခါမှာတဲ့တဖာလုံလောက်ယောက်တိုင်းယောက်တိုင်းကိုယ့်ရဲ့ပြိုင်ဘက်ဟာကိုယ်နဲ့အတူတူပြေးနေသလားပြေးမနေဘူးလားဆိုတာသိအောင်အဲ့ဒါလှဲ့လှဲ့ကြည့်ပြီးတော့ကိုယ့်လူကြီးပြေးတုံးလားလို့တယောက်ကိုတယောက်မေးရမယ်တဲ့တဖာလုံလောက်ယောက်တိုင်းယောက်တိုင်းကိုယ့်ရဲ့ပြိုင်ဘက်ကကြံရစ်သလားရှေ့ကျော်သွားသလားငါနဲ့ပဲအတူတူပြေးနေသလားဆိုတာသိအောင်မလုပ်ရမတော့တတိထားရ ေရပါတယ်မင်းတစ်ဖာလုံးထိအောင်တော့ငါနဲ့မှီအောင်ပြလိုက်နိုင်မှာတန်ရှိစီကွာဆိုပြီးတော့ခရုနဲ့မြင်းနဲ့လမ်းခွဲသွားလက်ခွဲသွားပြီးတော့ခရုကသူ့အပေါင်းဖော်ခရုတွေကိုအကုန်လုံးခေါ်တယ်အပေါင်းအသင်းတို့မြင်းသားစားရင်အညောင်းပြေတယ်လို့ပြောတယ်အဲ့တော့မင်းတို့မြင်းသားစားချင်လားလို့မေးဟာစားမယ်မြင်းသားစားမယ်ခရုတွေကအေးမြင်းသားစားချင်ရင်မင်းတို့ငါခိုင်းတဲ့အတိုင်းလုပ်ဒါလုပ်မယ်ဆိုတော့အဲ့ဒီခရုကသူနဲ့ အယောင်တူအရွယ်တူခရုတွေအများကြီးရွေးလိုက်တယ်ရွေးပြီးတော့ကျန်တဲ့ကောင်တွေမင်းတို့ဘာမှလုပ်เสียမလို့ဘူးငါတို့ကလာစားလဲဆိုတော့မှမင်းတို့ကောင်းကောင်းလာစားလဲတကယ်အလုပ်လုပ်ရမှာကငါနဲ့အယောင်တူအရွယ်တူဒီခရုတွေပဲအလုပ်လုပ်ရအဲ့တော့ဘာလုပ်ရမှာလဲပြောပါဆရာဆိုတော့အပြေးပြိုင်မဲ့လမ်းမှာတဖာလုံးလောက်ရောက်တိုင်းရောက်တိုင်းတကောင်တကောင်အမြဲတမ်းတွားနေရတဖာလုံးလျင်တကောင်ကြချထား အဲ့ဒီနေရာမှာကောင်းနေရမှာရှိဘူးတစ်ခါလုံးရောက်တိုင်းရောက်တိုင်းတကောင်ရှိအဲ့ဒါနဲ့အပြေးပြိုင်မဲ့နေပြေးပြိုင်မဲ့အချိန်ရောက်လာတော့မြင်းကြီးနဲ့တွေ့မြင်းကလည်းပဲကိုင်းလာဆန်းဆိုတဲ့သဘောနဲ့ပေါ့လေအဲ့ဒါနဲ့စပြီးတော့ထွက်ကြတယ်တစ်ခါလုံးလောက်လည်းရောက်ပြီဆိုတော့မြင်းကဂရိအတိုင်းရှေ့နောက်လှည့်ကြည့်ဟာကုလူပြေးတော့လားဆိုတော့ဟုတ်ခရုကအေးပြေးတော့မယ်ဒါပဲပြောတယ်ဟုတ်လား သူကဟိုခယူကတင်ထားတဲ့အတိုင်းဗါတဲ့တော့ပြေတုံးမဲလို့မဲမြင်းကြီးကပြေတုံးလားလို့မဲရင်ပြေတုံးမဲဒါပဲပြောအဲ့ဒါနဲ့မြင်းကြီးကဟာဒီကောင်ဘယ်ချင်းလိုက်လာတယ်မသိဘူးဟုတ်လားအဲ့ဒါနဲ့နည်းနည်းလေးအားဆိုင်ပြီးတော့ပြေးလိုက်တယ်နောက်ထပ်တစ်ဖာလုံးလောက်ရောက်တော့ဒီတစ်ခါတော့ဒီကောင်ပြက်နေလောက်ပါပြီဆိုတော့ဘေးလှည့်ကြည့်တယ်ရွာရွာလာမယ်ရွာရွာနဲ့သွားနေတုံးရှိအဲ့ဒါနဲ့ကို့လူပြေးတုံးလားဆိုတော့ဟိုကပါပြောတယ်ပြေးတုံးမဲဟာမလွယ်ပါလားဆိုတော့ဆက်ပြေးအားဆိုင်ပြီးတော့ပြေးတယ် တဖာလုံးလောက်ရောက်တိုင်းပြေတုံးလာလို့မင်းဟိုကပြေတုံးမယ်ဘလို့မြန်ပြေးတာအဲ့ဒါနဲ့နောက်ဆုံးအားဆိုင်ပြီးတော့ပြေးရင်ပြေးရင်နဲ့အမောဆွတ်ပြီးတော့ဒီမြင်းကြီးဒေရှာလေတဲ့အဲ့ဒီမြင်းကြီးတွေတော့မှခရုတွေကဝိုင်းစားပြီးတော့အဲ့ဒါကြောင့်မို့လို့ဒီခေတ်ခရုတွေကဘယ်တော့မှမညောင်းဘူးလို့ပြောတာတဲ့ဟုတ်လားဒါကပုံမြင်နော်အဲ့ဒါကိုဆရာကြီးသုံးတတ်ပုံငငယ်တုန်းကတဲ့အဲ့ဒီပုံမြင်ကိုဖတ်ရတော့ ။အော်မြင်းကြီးနဲ့အလိုက်တာလို့အောင်းမြင့်မိတယ်တဲ့။အရင်ခယုဟာဟိုမှာနေရစ်ပြီးအခုတွေ့ရတဲ့ခယုဟာနောက်ထပ်အစ်စ်ခယုလို့ तू မသိလို့ခံလိုက်ရတယ်။ဟုတ်လား။တွေ့တိုင်းတွေ့တိုင်းသောခယုသည်ဒါအစ်စ်အရင်တော့ခယုမဟုတ်ဘူးလို့ तू မသိ။ခယုကိုတကောင်နေလို့ထင်နေတယ်။အဲ့ဒါကြောင့်မလို့သူပါဖြစ်သွားတာလေခံလိုက်ရအဲ့ဒါကိုဆရာကြီးကစဉ်းစားတယ်တဲ့ အော်မြင်းကြီးနဲ့အားလိုက်တာလို့အောက်မေ့တာတဲ့အခုမြင်းအကြီးကငါဖြစ်နေပါလားလို့စဉ်းစားမိတယ်ပြတဲ့မြင်းအကြီးကဘာလို့ဖြစ်နေလဲအေးတကားတော့မတော်ဦးရှင်တို့တကယ်အဲ့ဒါမြင်းအကြီးနဲ့အတူတူပဲကြားဘူးတယ်မဟုတ်လားဒီရုပ်တွေကလည်းပဲဆဲကလေးတွေကအမြဲတမ်းပျက်စီးပြီးတော့အစ်စ်အစ်စ်ဖြစ်နေတာတစ်စက္ကန့်ကိုတောင်မှအချိန်မောင်းများစွာဖြစ်ပေါ်လာပြီးတော့ပျောက်ကွယ်သွားပြီးတော့အစ်စ်အစ်စ်ဆက်ဆက်